အဆင့်50ဖြင့်သာသနာကွယ်ပါခြင်းဆိုတာကိုမှတ်သားကြဖို့အဲ့တော့ကွယ်ပါခြင်း5မျိုးရှိတယ်ကွယ်ပြောက်သွားတာသာသနာကွယ်ပြောက်သွားတဲ့အခါမှာအဆင့်50ဖြင့်ကွယ်ပြောက်တယ်ပထမဘာကွယ်တယ်လို့ဆိုလို့ရှိရင်ပထမကွယ်တာအဓိကမအန္တရာဒါနအဓိကမဆိုတာ ဘာကိုပြောတာလဲလို့ဆိုရင်စံတရားအဓိကမှဆိုတာမက်လေးပါဖိုလ်လေးပါဝိဇ္ဇာ၃ပါအဘိညာဉ်၆ပါပဋိသင်္မိရာညာ၄ပါလို့ဆိုရင်တရားတို့တရားမြတ်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ကျင့်မှရနိုင်တဲ့ ထူးခြားမွန်မြတ်လာတဲ့ဗလိဒံဖူလိဒံဆိုတဲ့လောကုတ္တရာတရားဝိဇ္ဇာသုံးပါးပဲဉာဏ်6ပါးပဋိသမေရ4ပါးလို့ဆိုတဲ့ထူးခြားတဲ့ဉာဏ်အကြီးအသေးတွေအဲ့ဒါတွေဟာအဓိကမလို့ခေါ်တယ်အဲ့ဒီအဓိကမကပထမဆင့်အနေနဲ့အရင်ွယ်သွားမယ်တဲ့နောက်ဒုတိယွယ်ပြောင်းမှာကဘာလို့ဆိုရင် ပฏิပတ္တိအန္တရာဌာနဘုရားမြတ်စွာသာသနာတော်ဝင်ရောက်လာပြီဆိုလို့ရှိရင်သံတို့ဝိပဿနာတို့ဆိုရက်တပထဝိပဿနာဆိုရက်ချင်းစင်နေချင်းသီလကစပြီးသီလသမารိပညာသိက္ခာတော့အချင်းမြတ်ကိုချင်းအဲ့ဒီအချင်းတရားတွေနောက်ဆုံးမှာသာသနာတော်မှာ จิตเตยလုံးဝကွယ်ပတ်သွားပြီဆိုရင်ပฏิပတ်တိအန္တရာဌာနလို့ဆိုရဲဒုတိယအဆင့်ပျောက်သွားခြင်းပဲဖြစ်တယ်ပရမအဆင့်ကတရားတို့တရားမြတ်တွေအရင်ကွယ်မယ်ပြီးရင်ပฏิပတ်တိဆိုရဲတရားတို့တရားမြတ်ရခြင်းအကြောင်းဖြစ်တဲ့အချက်တရားတွေကွယ်မယ်နောက်တတိယကွယ်မှာကပါလဲလို့ဆိုလို့ရှိတယ်ပရိယတ္တိအန္တရာဌာနလို့ ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေခုဒီသင်ကြီးကနေပြီးတော့မကွယ်ပါရအောင်စာပေပို့ချနိုင်စွမ်းရှိတဲ့သံဃာတော်တွေသာသနာအာဇာနည်တွေပေါ်ထွက်လာအောင်ဆိုပြီးတော့လုပ်ပေးနေတဲ့သင်ယူချက်မှတ်ကြရတဲ့ပရိယတ်တိစာပေပိဋကတ်သုံးပုံနဲ့ ပိရိကသုံးပုံလို့ဆိုတဲ့ဗုဒ္ဓဝဆနာအဲ့ဒီသင်ယူရမယ်ပိရိကသုံးပုံအထက်ကထာပါဠိအထက်ကထာနဲ့တကွပါဠိတော်အဲ့ဒါတွေတတိယအဆင့်အနေနဲ့ကွယ်ပတ်သွားမယ်အဲ့ဒါတွေမကွယ်ရအောင်ဒီပရိယတ္တိအန္တရဒါနလို့ဆိုရယ်ပရိယတ္တိအဆင့်မကွယ်အောင်ဘလောက်ရေးချီးဆိုလောက်ကနေကြရတယ်ဆိုတော့ စဉ်းကျင်စဉ်းစားကြည့်လို့ရနောက်40မြောက်ကွယ်မှာတော့လိန်ကအန္တရဌာနတဲ့ရဟန္တာငါရရဲ့အတွင်တရံနေပျောက်ကွယ်သွားမှာရဟန္တာငါရခုဒီကနေ့ဖူးတွေးနေရတဲ့ပုံမှန်တရံနေဟာပျောက်ကွယ်သွားမှာဆိုပါစို့အိန္ဒိယနိုင်ငံမှာဒီ တော်များများဒီအသေးစားလေးပြောက်ွက်သွားပြီဂျပန်နိုင်ငံမှာရှိတဲ့တချို့ခိုင်းနေဘုန်းကြီးတို့တိရိလင်္ကာမှာနေတော့ကဂျပန်ကနေလာပြီးတော့ဗုဒ္ဓဇင်ကပို့ချတဲ့ဂျူတူဘက်ကဂျူတူတက္ကသိုလ်တခုကလာရောက်ပြီးတော့ဖုန်းသင်တန်းပို့ချတာဒေါက်တာမိုရီဆိုတာရှိတယ်သူကြည့်တော့ လူတို့စားပဲဟောမီရှင်နဲ့ necktie နဲ့အင်ဂျီနဲ့ဒါပေမဲ့လူသူနေတဲ့အခန်းမှာရေးထားတာ reverend လို့ရေးထားတော့ဟောဒါဘုန်းကြီးပဲလို့ကြည့်လိုက်တော့သူကဂျပန်ဘုန်းကြီးဖြစ်တယ်ဂျပန်ဘုန်းကြီးကအိမ်အောင်လဲရှိတယ်ကြည့်လိုက်ရင်လူပဲ ူတို့လူစားပဲဘယ်သူမှဖုံးကြီးလို့မပြောနိုင်တဲ့အနေထားပဲအဲ့ဒါဘာကွယ်သွားတာလို့ဆိုလင်္ကအန္တရာထာဖုံးကြီးအသွင်သဏ္ဍာန်ကွယ်သွားပြီလို့ဒီလိုပြောတာနာမည်တော့ခြံသေးတယ်ဖုံးကြီးတဲ့ဖုံးကြီးဆိုတဲ့နာမည်ခြံတယ်လွန်ခဲ့တဲ့3နှစ်လောက်ကတောင်မှပဲရန်ကုန်မှာမြန်မာနိုင်ငံကကိုရင်တပါးကိုလာရန်ခံပေးတယ် ညာလကလှုပ်ပြီးရန်ခံပြီအဲသူရဲ့အဲဂျပန်ဘုန်းကြီးရဲ့အမျိုးသမီးကမြန်မာနော်ကလေးလေးတယောက်ရှိတယ်အဲဒီမှာနာရန်ခံပြီးတော့ထေရဝါဒယဟန်နေဘုန်းကြီးတို့တိမ်ထဲဝင်ပြီးရန်ခံနေတဲ့အချိန်မှာတော့ခလန်းလန်းကဂျပန်ဘုန်းကြီးဝါစာတွေဝုတ်ပြီးတော့ငြိမ်ငြိမ်လေးထိုင်နေတယ် အဲ့ဒီအချိန်မှာတော့ဘုန်းကြီးအသွင်တန်ရှိတဲ့သူခေါင်းတော့ပြောင်းရိတ်ထလာပေါ့တို့တော့ဂျပန်သင်္ကန်းရှုံထားတယ်ရန်ကန်ပြီးလို့နောက်စွန်းစားချိန်ကျတော့ဒီဘုန်းကြီးပဲရောက်သွားပါလေလို့ကြီးတဲ့အခါကျတော့လူ့လူစားနဲ့လူတွေနဲ့ဝင်ပြီးထွင်းစားနေတယ်တော့တွေ့တယ်နော်အမှန်လူတွေဝတ်တဲ့ အင်ဂျီနဲ့လုံကြီးနဲ့အဲ့ဒီမှာဝင်ပြီးထွေးစားနေတော့အသွင်တရံပြောက်သွားတာဒီလိုဆိုလိန်ကအန္တရာဒါနလို့ခေါ်တယ်သာသနာရဲ့အနှစ်ကတော့ပြည့်ရတိရှိနေသေးရင်အနှစ်ရှိပြီလိန်ကအန္တရာဒါနဆိုတာအသွင်တရံပြောက်ပွင့်သွားတာကိုပြောတယ်အဲ့ဒီအဆင့်ကိုလည်းရောက်သွားနိုင်သေးတယ်နောက်ဆုံး သာသနာလုံးဝကွယ်သွားတယ်ဆိုတဲ့အဆင့်ကြတော့ပါတော့ဆိုဓာတုအန္တရဒါနာဒီကနေ့မြန်မာနိုင်ငံဘုရားဗဒဝင်လေးကိုယ်ွယ်တဲ့ relate လို့ခေါ်တဲ့ဘုရားမြတ်စွာရဲ့ဓာတ်တော်မွေးတော်လေးရှုရကုန်စီရီထဲမှာဆိုလို့ရှိရင်ဇီဝကိတ္တဓာတုလို့ဆိုရင်စံတော်တခြား စေတီပထိုးတွေထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေအဲ့ဒီဓာတ်တော်မွေတော်တွေမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့သာရိရိကဓာတ်တော်မွေတော်တွေဟာနောက်ဆုံးကျတော့ပူဇော်မဲ့ပုဂ္ဂိုလ်မရှိတော့ဘူးဆိုတဲ့အချိန်နောက်ဆုံးအနေနဲ့ဒီတတ်တော်တွေကွယ်သွားမှာပဲတဲ့အဲ့ဒီနောက်ဆုံးကွယ်သွားတာဟောဓာတုအန္တရာဌာန ာသနာဟာအဆင့်90နဲ့ကွယ်သွားမယ်။အဲ့ဒီနောက်ပိုင်းကျတော့သာသနာလုံးဝမရှိတော့ဘူး။ဒီကနေ့ဗုဒ္ဓသာသနာလုံးဝကွယ်သွားပြီ။နောက်ဘုရားကို မျှော်ကြဆိုပဲရှိတော့ပြီ။အခုချိန်မှတော့နောက်ဘုရားကိုမျှော်ဖို့မလိုသေးဘူး။ရသော်ဘုရားဟောတာတဲ့တရားတွေရှိနေသေးတယ်။အကျင့်တရားတွေရှိနေသေးတယ်။ တတော်မွေတော်တွေလည်းရှိနေသေးတယ်ယဟန်တန်ဃာတွေလည်းအသွင်သဏ္ဍာန်နဲ့ပြည့်ပြည့်ဝဝရှိနေသေးတယ်ဒီကနေ့သာသနာတည်နေတော့ပဲရှိသေးတယ်